ကိုစွမ်းကိုစားထုတ်ပြရတော့မယ်တိုက်ကြလေတန့်စင်မင်္ဂလာပါတီဆိုတဲ့ TV ပရိသတ်တို့ခင်ဗျာကျွန်တော်တို့မြန်မာဖိုက်တာတန့်စင်ကတော့နောက်ဆုံးထိုးခဲ့တဲ့နှစ်ပွဲစဉ်အလဲထိုးနဲ့ရှုံးနိမ်ခဲ့တဲ့ရှုံးကျွေးကိုပြန်ဆက်ဖို့အခွင့်အရေးရလာခဲ့ပါပြီတန့်စင်ဟာဝမ်ချန်ပီယံရှစ်ကလကအဖွင့်မှာပြိုင်ဘက် Time Fighter တွေကိုအလဲလဲကွဲကွဲနဲ့ knock down ကြအောင်စွမ်းဆောင်ပြနိုင်တာကြောင့်ဆိုကြည့်ပြီးရင်ဒေါ်လာတသိန်းတန်စာချုပ်ရဖို့အနည်းဆက်ဆုံးကစားသမားဖြစ်ခဲ့တာပါ ဒါပေမဲ့ပရိသတ်တို့သိကြတဲ့အတိုင်းတိုက်ကြလီတန့်စင်ဟာသူရဲ့ One Championship Promotion ၃ပွဲမြောက်ပွဲမှာဂျပန်ကစ်ပေါင်းစင်စူပါစတာတခဲရူကိုလူစားဝင်ထိုးပေးခဲ့ရပြီးတပါဝါနဲ့မာကွန်ကွာရာကြောင့်နှစ်ချီမြောက်မှာဆင်းသွားခဲ့ရပါတယ်။ဒါပေမဲ့တန့်စင်ကအဆိုပါပွဲတခဲရူနဲ့ရင်ဆိုင်အတွေ့ဖင်တိုင်မေးအောင်ထိုးပြနိုင်ခဲ့တဲ့အပြင်စွမ်းဆောင်ရည်ကောင်းလဲပြနိုင်ခဲ့တာကြောင့်ဝမ်ဘက်ကတန့်စင်ကိုစာချုပ်တည်းရဲ့ကန့်လန့်ခဲ့တယ်လို့သိရပါတယ်။တခဲရူနဲ့ပွဲကြောင့်တန့်စင်က International Friendly အတော်အသင့်ရသွားခဲ့တာပါ။ နောက်တော့တန်စင်ကိုဝမ်ဘက်ကဆူရီယန်လက်နဲ့ပွဲတယ်ပေးခဲ့ပါတယ်အဆိုပါပွဲပထမအချီမှာတန်စင်ဟာဆူရီယန်လက်ကိုလိုကစ်တွေဘညာ12ဟုကွန်ဘိုတွေနဲ့ဖျဲချောင်းနိုင်ခဲ့ပေမဲ့ပြန်ဘက်က striking အားဖြူပြီးပြန်ဖိလာတဲ့ဒုတိယအချီမှာတော့မာဂုံအားနဲ့တာကြောင့်ပဲတန်စင်အလဲထိုးနဲ့ရှုံးနေသွားပြန်ပါတယ်ဒါကြောင့်ပဲတန်စင်ဟာဆူရီယန်လက်နဲ့ပွဲပြီးမြမလက်ဝိပရိသတ်တွေရဲ့အလားလားကောင်းပေမဲ့အသေးပါလိုက်လေခြင်းဆိုတဲ့ဝေဖန်မှုတွေကိုအပြင်းထန်ခံခဲ့ရကလူမှုကွန်ရက်ပေါ်မှာလည်းပျောက်ချက်သာကောင်းသွားခဲ့ပါတယ် ွန်ခဲ့တဲ့မတ်လကမှတက်စင်ဟာအကိုဖြစ်သူထွန်းလွင်မိုးနဲ့မာကုံတင်နေတဲ့ training ပုံရိပ်တွေကျော်သားသူတင်နေတဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေလာပါတယ်အဆိုပါဗီဒီယိုတွေကြောင့်ပရိသတ်တွေဟာတန်စင်ပွဲနီးပြီးလောလို့စောင့်ကြည့်နေကြပြီးဧပြီလ9ရက်နေ့ဝမ်ချမီယံရှစ်ဘက်ကတန်စင်ရဲ့ပွဲကိုချပြပေးခဲ့လို့သတင်းကောင်းကြားခဲ့ရပါတယ်တန်စင်ကလာမယ့်ဧပြီလ18ရက်နေ့တောက်ကြနေညမှာကျင်းပမယ့် 1FF105 ပွဲစဉ်မှာ Time Fighter, Person Confident နဲ့ထိုးတက်သွားရမှာဖြစ်ပါတယ် ဒါကြောင့်မလို့နောက်ဆုံးနှစ်ပွဲဆက်အလဲထိုးနဲ့ရှုံးနိမ်ထားတဲ့တိုက်ကြက်လေးတန့်စင်ဟာဖက်ဆွန်ကိုဗစ်နဲ့ပွဲစဉ်မှာကိုစွမ်းကိုစရီဒေသပေါက်ထုတ်ပြဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ဗီဒီယိုလေးကတော့ဒိုင်းနဘာကထိုင်းသားတွေရှိတန့်စင်အနေနဲ့အရှုံးတွေကြားတဲ့ကနေနဂါမန်တီအောင်အမောက်ထောင်ပြနိုင်မဲ့ပွဲစဉ်ရှိကြောင်းတစည်းတစောင်းပြောပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။နောက်ရမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ။